အစ္စရေးဝန်ကြီးချုပ်ဗန်ဂျမင်နေတန်ယာဟိုကစက်တမ26ရက်ကဒေါသတကြီးပြောကြားခဲ့တဲ့ကုလသမဂ္ဂမေကောမှာပါလက်စတိုင်းနိုင်ငံကိုပိတ်ဆို့ဖို့ပြောကြားခဲ့ပြီးဥရောပခေါင်းဆောင်တွေကသူ့ရဲ့နိုင်ငံကိုတနိုင်ငံလုံးတေချောင်းကြံမှုထံတွန်းပို့နေပြီးဟားမတ်စ်ကိုဆုချနေတယ်လို့ဆွဆဲပြောကြားခဲ့ပါတယ်။ အပြစ်ခတ်ရေးဆေးရေးသဘောတူညီချက်ရရှိပြီးပြီလို့ထင်မြင်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားထားတဲ့အတိုင်းအောင်နေတန်ယာဟုကဟားမက်စ်ကိုအပြေးတိုင်ချိန်မုံမယ်လို့ပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂအထွေထွေညီလာခံမှာနေတန်ယာဟုပြောကြားတဲ့မေကွန်ကိုခါဇာမာအစ္စရေးစစ်တပ်ကလော့စပီကာတွေနဲ့တပိုင်းထုံးလွှင့်ပေးခဲ့ပါတယ်။ဗြိတိန်ပြင်သစ် တခြားအနောက်အင်အားကြီးနိုင်ငံတို့ကပါလက်စတိုင်းနိုင်ငံကိုအသိအမှတ်ပြုခဲ့ကြပြီးတဲ့နောက်ရပ်ပိုင်းအတွင်းကုလသမဂ္ဂမှပြောကြားတဲ့မေကောမှာနေတန်ယာဟုကဂျူးတွေကိုတတ်တာအောင်မြင်နေဆိုတဲ့အလွန်ရှင်းလင်းတဲ့သတင်းစကားကိုသူတို့ကပါခဲ့တာဖြစ်ပါတယ်လို့ပြောပါရယ်။အစ္စရေးဟာအကြမ်းဖက်နိုင်ငံကိုအတင်းအကျပ်လက်ခံခိုင်းတာကိုခွင့်ပြုမှာမဟုတ်ပါဘူးလို့နေတန်ယာဟုကပြောပါရယ်။ခမရတို့ဟာရန်လိုတဲ့မီဒီယာတွေနဲ့အစ္စရေးရဲ့သွေးကိုတောင်းဆိုနေကြတဲ့ဂျူးမုံတီးတဲ့လူအုပ်ကိုရင်ဆိုင်မှုတသက်မရှိတာကြောင့်ကျွန်တော်တို့ကတော့တနိုင်ငံလုံးတေချောင်းကြံတာကိုကျွလွန်မ ှာမဟုတ်ပါဘူးလို့အစ္စရေးဝန်ကြီးချုပ်ကဆက်လက်ပြောကြားခဲ့ပါတယ်။ Hamas ပြန်ဘက်ဖြစ်တဲ့ Palestine အနာဝိုင်အဖွဲ့ရဲ့သမ္မတ Mahmoud Abbas ကစက်တဘာ25ရက်မှာကုလသမဂ္ဂကိုအွန်လိုင်းကနေပြောကြားတဲ့မေးခွန်းမှာ Hamas ရဲ့တိုက်ခိုက်မှုကိုရှုံချခဲ့တဲ့အပြင်ဂျူးမုန်တီးရေးဝါဒကိုလည်းရှုံချခဲ့ပါတယ်။ ်အမေရိကန်ပြည်ထောင်စုကပါလက်စတိုင်းသမ္မတကိုဗီဇာထုတ်ပေးဖို့ညှင်းပယ်ခဲ့တာကြောင့်သမ္မတဟာကုလသမဂ္ဂထွေထွေညီလာခံကိုအွန်လိုင်းကနေတဆင့်မေကွန်ပြောကြားခဲ့တာဖြစ်ပါတယ်။နေတန်ယာဟုရဲ့မေကွန်ဟာအရှုံးသမားရဲ့မေကွန်ဖြစ်တယ်လို့ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူအပ်ဒက်အတီးရက်ကပြောကြားခဲ့ပါတယ်။